အလုံးမဲမင်္ဂလာများ Silent တင်းတလာမပြလဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်စားပေးမယ့်ရုပ်သံမီရိုဖိုင်လေးတော့ PDF ပါတော့လို့ MPDF တို့ကိုခွဲခွဲခြားခြားမသိသူများအတွက်ရှင်းပြလာတဲ့အမေသမီးတူရဲ့ရုပ်သံမီရိုဖိုင်လေးကိုတင်စားပေးလိုက်ပါရခင်ဗျာထွဲပါမသိမီကအဲ့ဒီ join နဲ့ပတ်သက်ပြီးဘာဒီဘလို့သိအောင်ရှင်းပြပြောဆိုထားတယ်လေဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာဆုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်း Silent တင်းတလာမအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမင်္ဂလာပါရှင်ဒီမှာဒီနေ့မှာ ပါတော်လုံးနဲ့ PDF LDM နဲ့ UGD တွေအကြောင်းကိုညီမလေးကရှင်းပြပေးမှဖြစ်ပါတယ်ရှင်။ပါတော်လုံးဆိုတာဘာတွေလဲ?ပါတော်လုံးဆိုတာကညီမလေးတို့ပါအဖာ၊ပါလာဖာနဲ့ပါကဖာလို့ပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ရှင် PDF LDM နဲ့ UGD တွေဖြစ်ပါတယ်။ပါအဖာဆိုတာကဘာတွေလဲ?ပါအဖာဆိုတာကပြည်သူ့အုပ်ချုပ်ရေးဖြစ်ပါတယ်။ညီမလေးတို့ NUG ဓာတ်ကာလမှာပြည်သူ့အုပ်ချုပ်ရေးကာလအတွင်းပေါ့နော်။ပြည်သူတွေတည်ထောင်တဲ့စုံတရားရှိခဲ့ပြီးဖြစ်စေ။ဒါမှမဟုတ်ပြည်သူတွေနဲ့ အဲဒီရဲဘော်တွေကြာဖြစ်စီပေါ့နော်ပြစ်တနာတစုံတရာဖြစ်ပါကပြည်သူအုပ်ချုပ်ရေးဖြစ်တဲ့ပါအဖာတန်တိုင်ကြလို့ရပါတယ်ပါအဖာဆိုတာလက်နက်ကင်ဆောင်ထားခြင်းမရှိတဲ့အဖွဲ့အစည်းတစ်ခုပါရှင်နောက်ပြီးပါလာဖာပါလာဖာဆိုတာပြည်သူလုံခြုံရေးဖြစ်ပါတယ်ပြည်သူလုံခြုံရေးဖြစ်တဲ့အလျောက်အန်ယူဂျီဂျာကာလာမှာညီမလေးတို့ဖမ်းမိတဲ့စစ်တုံးမန်းနေတရက်ခန့်နေဒလန်နေဒါတွေကိုညီမလေးတို့ကထိမ့်သိမ့်ပြီးတော့အော် knowledge တွေမျှဝေပြီးတော့ထိမ့်သိမ့်ပြီးပညာရေးဘူးတာမျှဝေပြီးတော့ထိမ့်သိမ့်ရတဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ဒါကိုပလဖလို့ခေါ်ပါတယ်။ဒါကြောင့်လို့ရှိရင်ဒီပလဖတွေကငါတို့အနာဂတ်မှာပြည်သူရဲအဖြစ်တာဝန်ထမ်းဆောင်ရမယ့်အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။တတိယတစ်ချက်ပကဖပကဖဆိုတာကပြည်သူလုံးပြည်သူကာကွယ်ရေးဖြစ်ပါတယ်။ပြည်သူကာကွယ်ရေးလို့ပြောလိုက်လို့ရှိရင်မလေးတို့က PDF ကို PDF ဘီပေတီဖန်ဖို့နော်ဒီလူကောက်ွယ်တမတော်သွားမြန်မာနေမယ်မဟုတ်ပါဘူးပကဖဆိုတာကဤလူကောက်ွယ်ဤလူကောက်ွယ်ပါဤလူကောက်ွယ်ဆိုတာကကျွန်တော်တို့ data အတွင်းနေမှာ data အတွင်းကြရင်ဒီတာအတွင်းထောက်ဖို့ဒါတွေရောက်ရှင်စေဝါထောက်ဖို့ဒါတွေအကြောင်းလို့ရှင်တစ်ခါတလေမှာ PDF နဲ့ LDFT နဲ့ပါပူပေါင်းပြီးတော့မြင်းမာတိအာစေဖို့ဆောင်ရတာမျိုးတွေလည်းရှိပါတယ်တစ်ခါတရံမှာဒါအပြင်ညီမလေးတို့ပေါ့နော် စေဝါလိုအပ်လိုအပ်တယ်လို့အထစ်စီးပေးရတာမျိုးတွေပြောလို့ရှင်မြေပြင်အဖွဲ့အစည်းတွေအတွက်အဝင်ငွေရှာပေးရတာမျိုးတွေရှိပါတယ်ဒါကိုညီမလေးတို့ပါကဖားလို့ခေါ်ပါတယ်ရှင်ဟုတ်ကဲ့ပါပြီးကြလို့ရှင်ညီမလေးတို့ထင်နေတဲ့ပါကဖားနဲ့စင်တူရုံးမဖြစ်တဲ့ PDF ဒီပေဒီဖန်ဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အကြောင်းပြပြပါမယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာကဘာလဲပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာကညီမလေးတို့ပေါ့နော် ဒီစီးဖို့ဆောင်ရမယ်ပြီးကြလို့ရှိရင်စစ်ဘက်ရေးရနဲ့ညီမလေးတို့ပေါ့နော်အနာဂတ်ဖက်ဒရယ်တက်မတော်တစ်ခုဖြစ်တဲ့ပြီးကြလို့ရှိရင်ညီမလေးတို့ရဲ့အော်ပြည်သူစစ်သားပေါ့နော်ပြည်သူစစ်သားအာပြည်သူတွေရဲ့အနာဂတ်ပြည်သူတွေရဲ့အာပြောမယ်ဆိုလို့ရှိရင် ဟိုအရှိပြေအမျိုးတွေတက်မတော်တစ်ခုဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီကြောင့်လို့ရှိရင်ညီမလေးတို့ LDL LDL ဆိုညီမလေးတို့သိထားတဲ့ဥစ္စာကဘာသိထားလဲဆိုတော့ညီမတို့ LDL ကိုညီမလေးတို့သီးခြားအဖွဲ့အစည်းတို့သိထားတယ်။ဒါပေမဲ့မဟုတ်ပါဘူး။ LDL ဆိုတာကလည်း Local Defense Force ဒေတာကာကွယ်ဒေတာခံကာကွယ်တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ဒေတာခံကာကွယ်တပ်ဖွဲ့လို့ပြောလိုက်လို့ရှိရင်ဒေတာအတွင်းမှာရှိတဲ့လုံခြုံရေး PDF တွေနဲ့အတူပြောက်ကြောက်ခုခံကာကွယ်ရေးနဲ့ပြောလို့ရှိရင် ဟိုပြောက်ကြစစ်အနေနဲ့တစ်ခါတလေမှထိုးစစ်ဆင်ရတာမျိုးရှိပါတယ်ဒါကိုညီမလေးတို့ LD off လို့ခေါ်ပါတယ်ရှင်နောက်ပြီးကြောင်းရှင် UG UG ဆိုတာကတော့ညီမလေးတို့မျိုးပြပြောက်ကြကိုခေါ်ပါတယ်မျိုးပြပြောက်ကြဆိုလို့ပြောလိုက်လို့ရှင်ညီမလေးတို့ကယူရီဒလန်နေပြောက်လို့ရှင်စကားစတောက်တိုင်မျိုးညီမလေးတို့စကားစတွေနဲ့အန်ဒီရဲ့အရှိဆုံးနေရာမှာမစ်ရှင်နေပေါ်ဆောင်ပြီးတော့ဒီစကားစတွေကိုပေါ့နော်အော်စစ်စင်ကြီး စစ်စင်ရေးတွေကိုအနေအရှိဆုံးနဲ့အရှိဆုံးနေရာမှာစစ်စင်ရေးပေါ်ဆောင်ရတဲ့လက်နက်ကန်အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ဒါကိုညီမလေးတို့ယူကြီးလို့ခေါ်ပါလိမ့်ရှင်။ဟုတ်ကဲ့ပါညီမလေးပြောတဲ့အထက်မှာမရှင်းတာများပါခဲ့လို့ရှင်အဲကောမန်မှာဖြစ်စေအဲရှက်စပေါ်မှာဖြစ်စေလာမင်းနိုင်ပါလေရှင်ကျေးဇူးများတင်ပါတယ်ညီမလေးအခုမျှဝေပေးတဲ့ဥစ္စာလေးပကဖပလဖ ်အာအဖနဲ့ LDR PDF နဲ့ UG တွေအကြောင်းကိုအာလုံလုံလောက်လောက်သိမယ်လို့လည်းမျှော်လင့်ပါတယ်ဒါညီမလေးပေါ့နော်ဟိုနားလဲတယ်လို့ပေါ့နော်ရှင်းပြခြင်းဖြစ်ပါရှင်ကျေးဇူးများတင်ပါတယ်